မင်္ဂလာပါအခုကတော့ဒါကျွန်တော်မန္တလေးကိုရောက်နေတာပေါ့နော်မနေ့ကရောက်တာပေါ့အဲမနေ့ကကျွန်တော်တို့ကျွန်တော်တို့ဒီ together for mentally ဆိုတဲ့ဟောပြောပွဲကိုကျွန်တော်မိတ်ဆွေဆရာတွေနဲ့အတူဟောပြောခဲ့တာဖြစ်တယ်ပြီးတော့ထုံးစံတိုင်းကျွန်တော်ရှေ့အနေထိမန္တလေးမှာရှိမယ်ကျွန်တော်မိတ်ဆွေလုပ်ငန်းတွေအတွက် training တွေကျွန်တော်တို့တင်တာတွေရှိမယ်ဒီနေ့ဆိုရင်ဒါဟလာအဲကျွန်တော်တို့ဆရာဟန်တို့နော်ဆရာဟန်တို့ရဲ့ကျွန်တော်တို့ဒီဝန်ထမ်းတွေအတွက်ကျွန်တော်တို့ training လုပ်ခဲ့တယ်ပြီးရင်ကျွန်တော်တို့ ီ together for manly hobby world မတက်မတက်ဖြစ်လိုက်တဲ့သူတွေเนาะကျွန်တော်တို့9ရက်နေဟုတ်တယ်เนาะညီ9ရက်နေအဲကျွန်တော်တို့အာ9ရက်နေဆိုတော့ကျွန်တော်တို့တောက်ကြနေเนาะတောက်ကြနေကျွန်တော် Friday night live လုပ်မယ်နေဒါမဲ့တော့မနက်ပိုင်းပေါ့เนาะနေ့လယ်ပိုင်း2နာရီကနေ4နာရီအထိ ထက်ထက် Chinese school ပေါ့เนาะတရုတ်စာသင်တန်းကျောင်းလိပ်စာအပြည့်စုံကိုကျွန်တော်တို့ page မှာကျွန်တော်တို့တင်ပေးမယ်เนาะအဲ့ဒါအခမဲ့ဟောပြောပွဲဖြစ်တယ်မိသူမဆိုတက်လို့ရတယ်အဲ့ဒါလေးလေတင်ကောင်းပါလို့ပါတယ်အခုကျွန်တော်မန္တလေးမှာတဲတာကတော့ဒီ hotel လေးရဲ့ချစ်စရာလေးဒီ view လေးတွေကျွန်တော်ကြည့်ကြည့်ပါလားเนาะကျွန်တော်တို့ကเนาะ hotel လေးက hotel name က hotel by the red corner เนาะ red corner အလွန်ချစ်ဖို့ကောင်းတယ်တရက်တင်းနေရလဲเนาะအလွန်နှွေးထွေးပြူငါဆိုကြိုးစိုးကြတယ်အဲ့တော့ကျွန်တော်အခုလူချင်းမျိုးကိုကြွားစရာလေးတစ်ခုရှိတယ်เนาะအဲ့တော့ကျွန်တော်နဲ့တူဟိုလိုက်ခဲ့ပါ တော့ကျွန်တော်မနေ့ကဟောပြောပွဲပေါ့နော်မနေ့ကဟောပြောပွဲကတော့ကျွန်တော်တို့ကလုပ်ခဲ့တဲ့ဟာကတော့ကျွန်တော်တို့ဒီ Iris နော် Iris marketing ကနေလောက်တာပေါ့နော်ကျွန်တော်မိတ်ဆွေဆရာတွေနဲ့ together for manly ဆိုတဲ့ seminar ပြောခဲ့တယ်အဲ့ဒီဟောပြောပွဲမှာတခဲနဲ့အားပေးကြတယ်ကျွန်တော်ရဲ့မိတ်ဆွေတွေလည်းအထူးပဲချစ်ခင်ကျေးဇူးတင်ပါတယ်အဲ့တော့အဲ့ဒီမှာအဓိကတော့ဟောပြောပွဲမှာကျွန်တော်တို့လာအားပေးတဲ့အပြင်เนาะကျွန်တော်တို့အခုဒီမှာကြွားစရာလေးပေါ့စာရေးစရာဆိုတော့အကြွား post ပေါ့เนาะကျွန်တော်တို့ဒါကကျွန်တော်ချစ်ခင်ရတဲ့မန္တလေးကကျွန်တော်ရဲ့ ပရိသတ်တွေကပေးထားတဲ့လက်ဆောင်တွေဖြစ်ပါတယ်အဲ့တော့ချစ်ခင်ကျေးဇူးတင်ပါတယ်တူးချင်းတယောက်ချစ်ခင်တယောက်ချစ်ခင်ကျေးဇူးတင်တချို့ online သင်တန်းသားတွေပေါ့နော် online သင်တန်းသားတွေ online ကပဲတွေ့ကြရတဲ့သူတွေအပြင်မှာလာတွေ့ကြတယ်ကဲဘာလေးတွေလည်းကြည့်ကြည့်အောင်ဒါလေးတွေလည်းကြည့်ကြည့်အောင်ဟွန်းဒါဒါတော့ဆီယမ်မိုင်းမိုင်းတို့ရဲ့ product နော် product အစ်စ်နော်မုတ်တွေရောအစုံပဲဟုတ်လားမုတ်တွေရောအစုံပဲเนาะကျွန်တော်တို့အဲဒါကတော့ဒါကြောင်းဝပေးတာတင်တယ်เนาะကြောင်းဝပေးတာ အဲပြီးတော့စာအုပ်တွေလည်းရှိတယ်ဒါကတော့ဆရာဇီယာမိုးမြင့်ရဲ့စာအုပ်နော်ဒါလေးကပါဩဒါမက်နွန်းနဲ့မက်နန်းတို့ယူပေးသွားတာထင်တယ်နော်မက်နန်းတို့ယူကျေးဇူးတင်ပါတယ်အမြင့်နဲ့လက်ဆောင်တွေလည်းပေးတယ်မက်နန်းတို့ယူပါပေးသွားတာလည်းကြည့်ကြည့်ရအောင်အော်အင်ဂျီလေးအင်ဂျီလေးချစ်ဆရာလေးနော်မက်နန်းနဲ့ယူကျေးဇူးတင်ပါတယ်အမြင့်နဲ့ကျွန်တော်တို့မန္တလေးလာလိုက်လက်ဆောင်တွေပေးအဲဒါလေးလည်းပါလေးလည်းမြေဒါလေးက coffee mix တို့ mug တို့နော်ကျွန်တော်တို့အော်ဒီမှာဒါ အင်္ဂလိပ်လေးချစ်စရာတေးနော်ယေရှုအများကြီးတင်ပါတယ်ကျွန်တော်တို့ဟာချစ်ခင်ရတဲ့သူတွေပေးတဲ့လက်ဆောင်တွေဟာကျွန်တော်တို့အတွက်ကြီးစွာသောအာအင်ကိုဖြစ်စေပါကျွန်တော်အလွန်တန်ဖိုးထားပါတယ်အဲ့တော့ကျွန်တော်တို့ရဲ့ချစ်ခင်ရတဲ့ပရိသတ်တွေရဲ့เนาะကျွန်တော်တို့ဒီမေတ္တာ advantage ပေါ့မေတ္တာအားသာချက်လို့ခေါ်တာပေါ့เนาะမေတ္တာတရားဟာကျွန်တော်တို့ကိုကြီးစွာသောအားသာချက်ဖြစ်စေတယ်စီးပွားရေးလုပ်တယ်ကျွန်တော်တို့ဟာစီးပွားရေးလုပ်တယ်ဆိုတာအကျိုးအမြတ်ကိုအခြေခံပြီးလုပ်တာပဲသို့တော့ ကိုယ့်ရဲ့ customer ကိုယ့်ရဲ့ဝယ်သူအပေါ်မှာမေတ္တာအားသာချက်ရှိလိုက်ရင်လူချင်းမင်းရဲ့လုပ်ငန်းဟာအခြားသူတွေတက်ခေါင်းတလုံးအမြဲတမ်းပို့သွားမှာကိုယ့်ရဲ့ဝယ်သူတွေကိုအဆင်ပြေအောင်ဘယ်လိုဆောင်ရွက်ပေးမလဲစီးပွားရေးမှာဒါသည်အလွန်အရေးကြီးတယ်စီးပွားရေးလုပ်တယ်ဆိုတာကိုမြတ်ဖို့ပဲသို့တော့ဝယ်သူအဆင်ပြေပြီးတော့ကိုမြတ်ဖို့လိုတယ်ဒီသဘောတရားဖြစ်တယ်ကိုပဲမြတ်ပြီးဝယ်သူအဆင်မပြေရင်တော့အဆင်မပြေဘူးဒါကြောင့်ကျွန်တော်တို့အရေးကြီးဆုံးကမေတ္တာအားသာချက်ရှိဖို့လိုတယ်အဲ့တော့လူမှလည်းဒီလိုပဲကိုယ်ရဲ့ကလျာဏမိတ်တာတယ်နော်ကျွန်တော်မန္တလေးမှာမနေ့ကဟောပြောပွဲမှာဘယ်လောက်အားပါလဲဆိုတော့ เนาะကျွန်တော်တို့သွားပါကြွသွားเนาะသွားပဲ့သွားအဲဆရာဟန်တို့เนาะကျွန်တော်တို့ဆရာဟန်တို့ဆရာဟန်စီချက်ချင်းပြေးလိုက်တာ ਨੇ ဆရာဟန်ချက်ချင်းကျွန်တော်တော့ချက်ချင်းပြန်လို့ပြေးတော့ဘယ်နေရာပဲရောက်ရောက်ကို့ကိုကူညီမဲ့မေတ္တာတရားနဲ့ကူညီမဲ့မိษွေတွေရှိခြင်းဟာဘဝရဲ့ပျော်ရွှင်ကြည်နူးစရာပဲဒါကြောင့်လူချင်းတို့ကျွန်တော်ခဏခဏပြောဘဝမှာကျွန်တော်တို့ကအတိညာဉ်မြင့်နိုင်အောင်မြင်တာမဟုတ်ဘူးเนาะကျွန်တော်တို့ထူးချွန်နိုင်တဲ့အောင်မြင်တာမဟုတ်ဘူးပါဝါရှိမှအောင်မြင်မှာဖြစ်တယ်ပါဝါရှိစီတဲ့အကြောင်းရင်းတွေကအကောင်းဆုံးပါဝါကတော့ network ပဲ ကိုယ့်ရဲ့ social network လူမှု network ဒီကျေပြန့်ရမယ်စုံလင်ရမယ်နှက်ရှာရမယ်အဲ့တော့နိုင်ငံတကာကပညာရှင်တွေကဘာပြောလဲဆိုတော့တို့တို့ဒီမိတ်ဆွေတိုးပွားဖို့အတွက်တပတ်တပတ်ကို9နာရီလောက်ကြိုးစားအဲ့တရက်ကိုကျွန်တော်တို့ကတနာရီလောက်မိတ်ဆွေတိုးဖို့အချိန်ကြိုးစားဖို့လိုပါအလုံးလုံးနဲ့မအောင်မြင်သေးဘူးအလုံးလုံးတယ်ဆိုကောင်းတယ်ဒါပေမဲ့အလုံးကိုနည်းနည်းလေး short လိုက်အောင် နင်းလေးလျှော့ပြီးပါမိတ်ဆွေတို့ဖို့အချိန်ကိုလည်းအသုံးပြုပါအဲ့တော့မိတ်ဆွေဆိုတဲ့နေရာမှာကိုကအယူတွေကြီးပဲမဟုတ်ဘူးအင်္ဂလိပ်စကားကျွန်တော်တို့က give and take ဆိုတာရှိတယ်အဲ့တော့ကျွန်တော်တို့ကခုနပြောသလိုပဲမိတ်ဆွေတို့သူများတွေဆီကအခွင့်အရေးမဟုတ်ကိုကလည်းနှုတ်ဤဆောင်ပါခြင်းလက်ဤဆောင်ပါခြင်းနဲ့ကူညီရမယ်လူတိုင်းမှာလူတိုင်းလူတိုင်းစီကိုကူညီစရာတစ်ခုမဟုတ်တစ်ခုတော့ရှိတယ်အဲဒါကြောင့်အခုလိုချစ်ခင်ရတဲ့မေတ္တာအားသာချက်နဲ့ကျွန်တော်တို့ရဲ့အောင်မြင်မှုတိဆောက်ထားမယ်ဆိုရင်ဘဝမှာပျော်ရွှင်ကြည်မြူးချမ်းမြတဲ့ခိုင်မြဲတဲ့တည်တက်တဲ့အောင်မြင်မှုကိုရရှိမှာဖြစ်ပါတယ်လို့ချစ်ခင်စွာမျှဝေပေးလိုက်ပါတယ် ျွန်တော်မျှဝေမှုကနေလူချင်းတို့အကျိုးရှိမယ်လို့အပြေအဝယုံကြည်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီအစည်းအဝေးကိုကြည့်တဲ့သူတွေအတွက်လည်းเนาะကျွန်တော်တို့စာအုပ်လက်ဆောင်ပေးဦးမှာဖြစ်တယ်เนาะစာအုပ်လက်ဆောင်ပေးဦးမှာဖြစ်တယ်အဲ့တော့ဒီအစည်းအဝေးကိုကြည့်တဲ့သူတွေအတွက်စာအုပ်လက်ဆောင်ပေးမယ်အတင်းနဲ့တက်ချင်တဲ့သူတွေကကျွန်တော်တို့ကတလောက်ကိုကျွန်တော်တင်နှန်းတစ်မျိုးပဲဖွင့်နေအခုလာမဲ့ကျွန်တော်တို့က12လပိုင်းမှာဖွင့်မှာကတော့ကျွန်တော်ရဲ့တင်နှန်းအစ်စ်လို့လည်းပြောလို့ရတယ် batch 2ပဲဖြစ်ရှိပါသေးတယ်ဘဝအောင်မြင်မှုတင်နှန်းဖြစ်တယ်အောင်မြင်မှုပညာတင်နှန်းဖြစ်ပါတယ် success in life တင်နှန်းဖြစ်ပါတယ် တော့ကျွန်တော်တို့အောင်မြင်မှုဟာပညာဖြစ်ပါတယ်နော်ကျွန်တော်ခဏခဏပြောတယ်ပျော်ရွှင်ခြင်းရပျော်ရွှင်မှုပညာကိုသင်ရကျော်ဝချမ်းသာခြင်းရကျော်ဝချမ်းသာမှုပညာကိုသင်ရအောင်မြင်ခြင်းရအောင်မြင်မှုပညာကိုသင်ရမှာဖြစ်တယ်အဲ့တော့ဒီသင်တန်းမှာဘဝဖွံ့ဖြိုးတိုးတက်အောင်မြင်မှုအတွက်လိုအပ်တဲ့မဟာဗျူဟာနည်းဗျူဟာတွေစိတ်ထားရှိရမယ်စိတ်ထားတယ် personal branding ကို brand ကိုဘယ်လိုတည်ဆောက် personal brand တည်ဆောက်ပြီးစ조사ရတယ်မတည်ဆောက်ပဲစ조사တော့အောင်မြင်မှုမှာအများကြီးကွာခြားတယ်နောက် AI kit ဒီနေ့ kit နည်းပညာ kit ဖြစ်လာပြီအဲ့တော့ AI kit မှာကို့အနေနဲ့ ခင်းနဲ့အညီအောင်ရအောင်လို့ဆောင်းတယ်စတာတွေကိုကျွန်တော်နဲ့အတူရေးနှီးချစ်ခင်စွာနောက်နောက်ဆုံးမအောင်မြင်မှုသဘောတရားတွေကိုလေ့လာသိအောင်ကြမှာဖြစ်ပါတယ်အွန်လိုင်းသင်တန်းသည်ကျွန်တော်တို့အခုလာမယ်၁၂လပိုင်း၂ရက်နေ့အင်္ဂါနေ့စမှာဖြစ်တယ်ထုံးစံတိုင်းအွန်လိုင်းကနေတလားတိတိသင်မှာဖြစ်တဲ့အတွက်ဗီဒီယိုသားမှဆိုတက်နိုင်တယ်နေ့စဉ် recorded video တွေကိုကျွန်တော်တို့ Facebook group ထဲမှာတင်ပေးမယ်အဲ့ဒါတက်လာလုံးကြည့်ရအောင် အဲကျွန်တော်တို့အပတ်စဉ်တနင်္လာနေ့ည၈နာရီတိုင်း live lecture ကိုတော့ zoom ကနေ live လုပ်မှာဖြစ်တယ်အပတ်စဉ်တနင်္လာနေ့ကျွန်တော်နဲ့တွေ့ပြီးမိကုန်းနေစိတ်ကြိုက်မင်းနိုင်တဲ့အတွက်တနက်တက်နေနဲ့ group ကိုချင်မှရအောင်ဆောင်ပေးတာဖြစ်တယ်အဲကျွန်တော်တို့ခုန Facebook ကြည့်ဖို့အခက်အခဲရှိတဲ့သူတွေအတွက် Telegram private channel မှာလည်းကျွန်တော်ပြန်တင်ထားပြီးမှာဖြစ်တယ်တနင်္ဂလာတက်လာပြီးသွားလို့ assignment ဆောင်ရင် certificate ကို email ကနေပေးဖို့ပေးမယ်အပြင်လူတွေ့တနင်္ဂလာတော့ကျွန်တော်တို့က6လပိုင်း sorry 12လပိုင်းကျွန်တော်တို့6ရက်နေနဲ့9ရက်နေ့ ဆနလာပိုင်းနော်6ရက်နေ့9ရက်နေ့စင်တီတီတွေ2ရက်မှာမနက်စင်နာရီကနေညနေ6နာရီထိရန်ကုန်မြို့တော်ဝင်စင်တာ3လာမှာရှိတယ်ကျွန်တော်တို့ MRO တင်နှန်းကြောင်းမှာကျွန်တော်နေ2ရက်အချိန်ပြည့်ရင်းနှီးချစ်ခင်စွာတွေ့ဆုံပြီးတက်ရောက်အောင်မှာဖြစ်တယ်အဲ့တော့လူကျွန်းတို့ online မှာတက်ချင်တက်ချင်အပြင်မှာတက်ချင်တက်ချင်နာမည်ရဖုန်းနံပါတ်ရကောမန့်မှာမရေးနဲ့နော် Messenger message မှာရေးရပြီးကျွန်တော်တို့ team ကဆက်သွယ်ပေးမယ်အခုအစည်းအဝေးကြီးတဲ့တိုင်းကို online ကပထမအဆုံးအရောက်တရာအပြင်ကပထမအဆုံးအရောက်30ကို10% discount ပေးထားပါတယ်လို့သတင်းကောင်းပါလို့ပါတယ်တင်နှန်းအကြောင်းအသေးစိတ်ကိုကျွန်တော်တို့ team ကဆက်သွယ်လိုက်ရင်အသေးစိတ်မေးမြန်းနိုင်တယ် အစင်းပေးရင် Facebook ဆိုရင် LYNN နဲ့လင်းတယ်လင်းတိုင်းညမြန်မာစံ follower 3.8 million ညရှိတယ် TikTok ဆိုတော့ကျွန်တော်လင်းတိုင်းညမြန်မာမြင်လို့ရတာတယ် follower 3.2 million ညရှိတယ်အဲ့ဒီအကောင့်တွေမှာပြီးလို့ရပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ကဒီတင်တဲ့နဲ့ပတ်သက်ပြီးအသေးစိတ်အချက်လက်တွေကိုတို့ဆက်သွယ်လာတဲ့အခါမှာလူချင်းမျိုးမင်းမြတ်နိုင်တာဖြစ်ပါတယ်။အဲတော့ဘဝမှာကျွန်တော်တို့အနေနဲ့မိမိတို့ရဲ့ အောင်မြင်မှုကိုတဆင့်တက်ဖို့အတွက်အောင်မြင်မှုပညာသင်တန်းမှာတွေ့ကြပါစို့အခုအစည်းအဝေးကြီးတဲ့သူတွေအတွက်ကျွန်တော်စာအုပ်ငါ့ကိုလက်ဆောင်ပေးဖို့မှာဖြစ်တယ်ဒီစီဇန်မှာပါဝင်ခြင်းအခုကျွန်တော်ဗီဒီယိုဖိုင်လေးကိုမျှဝေလိုက်ပါပြဝေးပြီးသွားရင် comment မှာမျှဝေပြပါဘူးလို့ဝင်ရေးပေးထားပါအဲ့ထက်၅ဥကိုကျွန်တော်စားအုပ်၅ဥကိုလည်းတယောက်ကိုတအုံလုံးနဲ့အမှတ်တရလက်ဆောင်ပေးဦးမှာဖြစ်ပါလေလို့သတင်းကောင်းပါလို့ပါ We must work together we must build our nation